ဒါတော့ဘကိုးတိုင်းလက်ပံတော်မှာနနာဘဝတွေကိုရဟန်းခံရှင်ပြုပေးခဲ့တဲ့ရုပ်တံမတန်ဖြစ်ပါတယ်တို့တွေဒီဗီဒီယိုလေးကလူမှုကွယ်ဆာမျက်နှာပေါ်မှာဝေဖန်မှုတွေအရောင်းမှမြစ်တက်ခဲ့တဲ့ record လေးဆိုရင်လည်းမမှားပါဘူးဒေတာခံတွေကတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီလောရဲနဲ့ပတ်သက်ပြီးတော့တို့အရောင်းမှမှားယွင်းခဲ့ကြောင်းဝေခံထားတာကိုလည်းတွေ့ရပါတယ် ျွန်တော်ဒီ comment လေး reply ပြန်ပေးပါမယ်နော်ကျွန်တော်အများသောအားဖြင့်တော့ဒီလို comment တွေကျွန်တော် reply မပြန်ဘူးပြာဘာလို့ attention ရှာတယ်လို့ဖြစ်မှာဆိုလို့ပရာလောကသားတွေစီးပောက်တယ်ဆိုတာတကယ်လားဆရာတဲ့နော်ဒီ brother တော့ရှင်ကျော်ဆရာဖြစ်မယ်ဗျဟိုကျွန်တော်တိတာလေးတွေကကျွန်တော်တပည့်တွေကိုပဲကျွန်တော်တောင်းတောင်းပြောပြတာများတယ်ဗျာကျွန်တော်တို့ line မှာတက်ပြီးတော့မပြောဘူးပေါ့နော်ဒါပေမဲ့အခုဒီကိစ္စကတော့တော်တော်လေးကျွန်တော်ဟိုမေးထားတဲ့သူတွေလည်းများလို့အဲကျွန်တော်တိတာလေးတော့ကျွန်တော်မျှဝေပေးလိုက်ပါမယ် ပရာလောကစီးပေါက်တယ်ဆိုတာတကယ်လားဆရာဆိုတော့ဟုတ်ပါတယ်ပရာလောကအခုဖြစ်နေတဲ့လက္ခဏာတွေကပရာလောကစီးပေါက်တယ်နမိတ်လက္ခဏာတွေပါအဲ့တော့ဟိုကျွန်တော်တို့ဇကပုံတစ်ခုကြားဘူးလိမ့်မယ်ဗျာလူစီးဘလူးစီးဆိုတာလူတားထားတဲ့စီးကိုလည်းဘလူးကကြော်လာလို့မရဘူးကြော်လာလို့ရင်ပူတယ်လောင်တယ်မီးလောင်တယ်ပေါ့နော်ဘလူးတားထားတဲ့စီးကိုလည်းလူကကြော်သွားရင်အစားခံရမှုများတယ်ပေါ့အဲ့တော့ဒါဒီဥပမာလေးရဲ့အတိုင်းပဲပေါ့နော်အခုပရာလောကစီးပေါက်တယ်ဆိုတာကျွန်တော်တို့မြင်လိုက်မြင်လိုက်ကြပါလိမ့်မယ်ဟိုတော်တော်လေးရပါလေဝိညာဉ်တွေကိုရှင်ခေါ်ပြုတယ်ဘာညာဆိုတာဒါယုတ်လောကနဲ့နတ်လောကကို ကျွန်တော်တို့နန်လောကမှာယုံလောကယုံလောကထဲမှာနန်လောကလုံးလုံးမရတဲ့ဟာတွေရှိတယ်လို့နန်လောကထဲမှာလည်းယုံလောကကလုံးလုံးမရတဲ့ဟာတွေရှိတယ်ပေါ့သူစီးနေသူသူအကန့်နေသူပေါ့နော်အဲ့တော့ဒီဝိညာဉ်တွေကိုခေါ်ပြီးတော့အရှင်ပြုတယ်ဘာညာဆိုတာဒါပရာလောကစီးပေါက်နေတယ်ဆိုတဲ့နမိတ်အဲနမိတ်လက္ခဏာလေးတွေပေါ့နော်အဲ့လိုလေးတွေရှိရပေါ့ဆိုတော့ဒါဒီရှင်ပြုတဲ့လူကိုအပြစ်ပြောတာမဟုတ်ဘူးနော်အမျိုးအမျိုးအမြင်အတိုင်းပဲကျွန်တော်ပြောပြပေးတာပေါ့ ဆိုတော့အဲ့သဘောလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဝေးသားလေးပြီးမှဆိုလို့ရှိရင်လည်းထုံရင်းလူသားပဲပေါ့ပရာလောကစီးပေါက်တယ်ပေါ့ပရာလောကစီးပေါက်တဲ့အခါကျတော့ဒီဘလူးတွေကနေပြီးတော့ဒီလူတွေကိုစားတောက်ဖို့အတွက်ဟလာယောဂပေးအငတ်ပေးဘေးမျိုးမျိုးကြအောင်အရင်ဆုံးသူတို့လုပ်တယ်ပေါ့အဲ့တော့ဒီဟိုပါပေါ့ ဟိုယောဂဘေးအငတ်ဘေးကြောင့်လူတွေကအင်အားချင်းနေနေတဲ့အချိန်အခါမျိုးကြတော့မှဒီဘလူးတွေကနေပြီးတော့ဝင်ပြီးတော့မှမိသားလီပြည်ထဲမှာရှိတဲ့ဒီလူတွေကိုအင်အားချင်းနေပြီးတော့ဘာမှပြန်မခုခံနိုင်တော့တဲ့လူတွေကိုလူတွေကိုဝင်ရောက်စားတောက်တော့ဥပမာတွေတာရကတွေရှိပါရှိတယ်ပေါ့နော်ဆိုတော့ဒါပရာလောကစီးပေါက်တဲ့အကျိုးပါပဲ။တာမန်အပြင်ဆိုလို့ရှိရင်တော့ဒီပရာလောကသားတွေကလူတွေကိုအခုလိုမျိုးလုံးလုံးကြိုင်လို့ မရဘူးပေါ့နော်ဒါစီးပေါက်သွားလို့ဒါလည်းအခုလိုမျိုးတက်ဖြတ်စားတော့တဲ့အဆင့်ကြီးဖြစ်လာတာပေါ့ဆိုတော့ဒါတာမန်လူတွေကတော့တော်တော်မသိမသိနိုင်ကြပါဘူးဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့ logi ဆရာတွေမှတ်တာလည်းဒါမျိုးလေးတွေကတီးမီခေါက်ကြီးရှိတာပေါ့ဆိုတော့အခုဖြစ်နေတဲ့ဟာတွေက paralog စီးပေါက်တယ်ဆိုတာအဲဟုတ်ပါတယ် paralog စီးပေါက်တာပါကျွန်တော်တို့အခုဟိုဒါအစပဲရှိသေးတယ်ပေါ့နော် paralog စီးပေါက်တာဒါအစပဲရှိသေးတယ်အဲနန်လောကသားတွေမကြွမလွတ်တဲ့ဒီအဲကြမ်းတမ်းတဲ့ နတ်မိတ်ဆာတွေနတ်ဆိုးတွေဘလူးတွေတရေတွေတပတ်တွေဒါတွေဟာလူလောကတွေကိုစီးပေါက်သွားတဲ့အတွက်ကြောင့်မို့လို့ဝิญဉာဏ်တိုင်းဝင်တယ်ဝิญဉာဏ်တိုင်းဝင်ပြီးတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အခုလူတွေကိုဟိုနီလံမျိုးမျိုးနဲ့ရက်ဆက်ကြမ်းကြုတ်စွာတက်ဖြတ်စားတောက်ကြမယ်ပေါ့နော်ဆိုတော့အဲပရာလောက စီးပေါက်သွားတာတကယ်လားဆိုတော့ကျွန်တော်ရဲ့အဲအတွေ့အကြုံကျွန်တော်ရဲ့စာပေဘုဟုတ္တအရာဆိုလို့ရှိရင်တော့ ဟုတ်ပါတယ်เนาะအလုံးမင်းမင်္ဂလာပါကျွန်တော်ဒီ comment လေးကျွန်တော်တို့ blind ပြန်ပြီးလိုက်ပါတယ်เนาะဆိုတော့ဟိုအများသူကအကျိုးဖြစ်စေရင်အကျိုးငါပေါ့မေးလာကြတဲ့သူဒါတော့စီးပေါက်လို့ရှိရင်ပြန်တားလို့မရအောင်ဆိုတော့ပြန်တားလို့မရအောင်လားဆိုတော့ဖြေလေးပေါ့เนาะမေးကြတဲ့လူကြီးချက်ပေါက်ကနေလာမေးကြတဲ့လူကြီးတော်တော်လေးများတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးသိကြည်နေကြမယ်ထင်တယ်ကျွန်တော်ဖြေပေးလိုက်ပါတယ်เนาะဒီ paralog ကစီးပေါက်သွားတော့ပြန်တားလို့မရအောင်လားပေါ့ပြန်တားလို့ရပါတယ် ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါလူတွေကလုတ်တဲ့ကိစ္စဖြစ်တဲ့တော့ရောမလို့ဒီပောက်သွားတဲ့စီးကိုကျွန်တော်တို့လူတွေကိုယ်တိုင်ပဲပြန်ပြီးတော့တားလို့ရပါတယ်ဆိုတော့အဲအဲ့ဒါမပြောခင်မှာဘယ်လိုတားရမလဲဆိုတာမပြောခင်မှာပရာလောကဘာကြောင့်စီးပောက်တယ်ဆိုတဲ့အကြောင်းလေးကိုနည်းနည်းလေးကျွန်တော်သိတဲ့လောက်ကလေးနည်းနည်းလေးဥပမာအရဥပမေးပေါ်လည်အောင်မျက်စိလည်းကွက်ကွက်ကွင်းကွင်းမြင်အောင်ကျွန်တော်နည်းနည်းလေးရှင်းပြခြင်းပါတယ်အဲ့တော့ကျွန်တော်တို့လူတွေမှာက တရဏဂုံ၃ပါးစီ၉ကိုယ်စီကနိုင်ခြင်းပေါ့နော်ဒါနသီလဘာဝနာဒါတွေကျူးစာအထုတ်နိုင်ခြင်းပေါ့ဆိုတော့ဒါပရာလောကနဲ့ကျွန်တော်တို့လူတွေနဲ့မတူတဲ့အချက်ပေါ့ဆိုတော့ပရာလောကမှာကြတော့ပရာလောကသားတွေမှာကြတော့တရဏဂုံ၃ပါးမရှိဘူးတရဏဂုံ၃ပါးမတည်ရဘူးဒါနသီလဘာဝနာဆိုတဲ့နေရာမှာသီလနဲ့ဘာဝနာအဓိကအားဖြင့်အဲအားနေကြတယ်ပေါ့နော် သီလနဲ့ဘာဝနာ မရှိကြတာများတယ်ပေါ့ဆိုတော့ကျွန်တော်တို့လူတွေကဘာကြောင့်မလို့ဒီပရလောကသားတွေနဲ့အတူတကွရှင်တွဲပြီးတော့နေထိုင်လို့မရရတလဲဆိုတော့တားထားတဲ့စီလီယာအဲ့ဒါပဲကျွန်တော်တို့လူတွေမှာကတရဏဂုံသုံးပါအဲကိုယ်ကိုစီကနိုင်ရင်ဗုဒ္ဓံတရဏံကိစ္စမိဓမ္မံတရဏံကိစ္စမိတန်ခံတရဏံကိစ္စမိတရဏဂုံသုံးပါစောက်တည်နိုင်တယ်ပေါ့နော်ဒါနသီလဘာဝနာတွေလည်းကျွန်တော်တို့လုပ်နိုင်တယ်အဲကောင်းတာတွေအများကြီးလုပ်နိုင်တယ်ပေါ့နော်ကုသိုလ်ရေးတွေအများကြီးလုပ်နိုင်တယ်ပေါ့ ကောင်းတာမကောင်းတာအကောင်းဆိုးအကြောင်းကျိုးအမှားအမှောင်ကျွန်တော်တို့ဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ်တွေလည်းရှိကြတယ်ကျွန်တော်တို့လူတွေမှာကပရာလောကမှာကြတော့အဲ့ဒါမရှိဘူးပရာလောကမှာကြတော့ဒါနလည်းမရှိဘူးသီလလည်းမရှိဘူးဘာဝနာလည်းမရှိဘူးတရဏဂုံသုံးပါးဆိုတာလည်းမရှိဘူးဖရာတရားတန်ခါယရဏသုံးပါးပေါ်မှာကြည်ညိုရမယ်ကိုးကွယ်ရမယ်စီးကပ်ရမယ်ဆိုတာလည်းဒီပရာလောကသားတွေနဲ့မတိကြဘူးပေါ့နော်မတိကြတာများတယ်ပေါ့ဆိုတော့အဓိကအဲကျွန်တော်တို့ဒီလူလောကနဲ့ဒီပရာလောကနဲ့ခြားထားတဲ့စီးဆိုတာအဲ့ဒါပဲဆိုတော့ ကျွန်တော်တို့လူတွေမှာကတရဏဂုံသုံးပါးကိုကိုယ်ပဲစီကံမှုအားနည်းလာခြင်းအနန္တနန္ဒငါးပါးပေါ်မှာကိုယ်ပူဇော်မှုပူဇော်စီကံမှုအားနည်းလာခြင်းခေမောင်းဆယ်ပါးတို့အပေါ်မှာအလွယ်လင်းတကူပြင်းမစော်ကားတတ်လာခြင်းလောဘဒေါသမောဟမာမာနတွေဖုံးလွှမ်းလာခြင်းပေါ့နော်ဆိုတော့အဲ့လိုတွေတရဏဂုံသုံးပါးမရှိကြတော့သည့်အတွက်ကြောင့်မို့လို့ကျွန်တော်တို့လူတွေဟာပရလောကသားတွေနဲ့ထူးမခြားနာဖြစ်သွားတယ်မျက်စိနဲ့မြင်အောင်ပြောမှဆို level တူသွားတယ်ပေါ့ အဲ့လို level တူသွားတော့အဲလဲအဲ့လို level တူသွားတဲ့နေရာမှာဘာဖြစ်လဲဆိုတော့အဲ့လို level တူသွားတဲ့အချိန်ခါမျိုးမှာပဲကျွန်တော်တို့လူတွေကနေပြီးတော့ဆိုတော့ Lucy Blue Sea ဆိုတာကိုနားမလဲပဲနဲ့ကျွန်တော်တို့စီးပေါက်တဲ့အလုပ်မျိုးတွေဥပမာအဖြစ်မျက်စိတွေမြင်လွင်အောင်ပြောရမယ်ဆိုလို့ရှိရင်ကိုကအိမ်ရှင်ဗျာတိလားဧည့်သည်တွေကိုအပရာလောကသားတွေလာခဲ့လာခဲ့လက်ရက်ပြီးတော့ခေါ်တဲ့ပုံစံမျိုးပုံစံမျိုးတွေပေါ့လာခဲ့လာခဲ့လက်ရက်ပြီးတော့ခေါ်တဲ့ပုံစံမျိုးတွေပေါ့ဥပမာပြန်လိုင်းဟောမှာဆိုဒီကနေ့ခေတ်မှာဆိုကျွန်တော်အများကြီးမြင်နေတွေ့နေရတယ်ဗျာတိလား နော်ဘသူတေးအောင်လှုပ်တာလို့ဘသူကျိုးအောင်လှုပ်တာလို့ဘသူဘာဖြစ်အောင်လှုပ်တာလို့စသည်အဖြစ်ပေါ့နော်သူပြောချင်တာကတော့လို့ကျင့်ဝတ်တွေကိုမဆောင်ထိန်လို့ဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဆိုတော့အဲ့အရာတွေကဘာတွေနဲ့လောက်ရတယ်လဲဆိုတော့အဲ့ဒီကျွန်တော်တို့မမြင်ရတဲ့အဲဒီနတ်ဆိုးတွေနတ်မိတ်စာတွေအဲမကြွတ်မလွတ်တဲ့တရေတွေတစိတွေဘလူးတွေတပတ်တွေဒီလိုပုံကိုယ်တွေကိုအမိတဲ့ဟဲပြုတ်ပြီးတော့လောက်ရကန်ရတဲ့လုပ်ငန်းကန်ကန်တွေပေါ့ဒီဘက်ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတော်တော်ကြီးကိုအော်လန်အတိုက်တွေအများဆုံးတုံးတာပေါ့ဗျာတွေ့လာရတယ်ပေါ့ဗျာ ဥမာပြောဘသူတေးအောင်လှုပ်လိုက်တာတို့နော်ဘသူအများကြီးပဲဗျာဒီလားအဲ့ဒါတွေပြောသူများကိုတိုက်ခိုက်တယ်လို့ဖြစ်မှာဆိုလို့ဆိုတော့အဲအဲ့လိုကိစ္စမျိုးတွေအားကောင်းလာတဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကသူ့ဟာနဲ့သူသူစီးနဲ့သူနေတဲ့ဒီပရလောကသားတွေနန်လောကသားတွေကိုကျွန်တော်တို့ကလာပါ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 လက်ရက်ပြီးတော့ခေါ်နေကြတယ်လို့ဖြစ်တယ်ပေါ့ဗျာအဲ့ဒီလိုလူတွေဟာတဏှာုံသုံးပါဟိုပြက်နေတဲ့အချိန်အဲဒါနသီလဘာဝနာတွေအားနေနေတဲ့အချိန် လောဘဒေါသမောဟတွေကြီးစိုးနေတဲ့အချိန်အဲ့လိုအချိန်ခါမျိုးနဲ့လဲတိုက်ဆိုင်နေပြီးတဲ့ခါကျတော့ဆောပြောသလိုဒီပရာလောကသားတွေကိုလာပါ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 ခေါ်နေတဲ့သူတွေကလည်းများလာတယ်အဲ့ဒီလိုအချိန်ခါမျိုးမှာတထထဲသွားကြတဲ့ခါကျတော့ကျွန်တော်တို့အဒီပရာလောကစီးပေါက်ပြီးတဲ့ခါကျတော့ဒီမမြင်ရတဲ့နတ်မိတ်စာတွေเนาะဒီပရာလောကအဲတရေတစီပိတ်တာဘလူတပတ်ဒီလိုပုံကူတွေက ဆောစောကပြောတယ်လို့အဲလူတွေကိုညင်မှန်းညင်ငိုအောင်ကြီးအောင်ဖျားအောင်နောင်တေးအောင်ကြည်အောင်ညင်မှန်းနှိမ့်ဆက်ချင်းဆိုတဲ့ကိစ္စတွေကိုလောက်ကန်ဆောင်ရွက်လာနိုင်တာဖြစ်တယ်ဆိုတော့ပရာလောကစီးပွားရတဲ့အကြောင်းကအဲ့နှစ်ချက်ပဲတစ်ချက်ကလူတွေမှာတရဏဂုံအစောက်တီမှုတွေအားနည်းလာကြတယ်လောဘဒေါသမောဟတွေကြီးစုလာတယ်ဒါနသီလဘာဝနာတွေကိုအားနည်းလာတယ်ပေါ့နော်လောဘဒေါသမောဟတွေကြီးစုလာကြတယ်ဆိုတော့ဟိုတော်တော်များများကအဲ့လူတွေဖြစ်လာကြတဲ့အခါကျတော့ အဲကျွန်တော်တို့ပြရလောကသားတွေနဲ့တိတ်ထူးမချနာဖြစ်သွားတာတကြောင်ပေါ့နောက်တကြောင်ကအဲ့လိုအချိန်ခါမျိုးမှာဆော့ပြော်ဒီပြရလောကသားတွေကိုလူလောကတွေကိုရောက်လာအောင်လာပါ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 လက်ရက်ပြီးတော့ခေါ်နေတဲ့အချိန်ခါနဲ့လဲသွားပြီးတော့မှတိုက်ဆိုင်နေတဲ့ခါကျတော့ဒီပြရလောကစီးပေါက်ပြီးတော့ဒီပြရလောကသားတွေကသူတို့နဲ့ဘာမှဟိုဟိုဟိုဘယ်လိုပြောမလဲတိတ်ပြီးတော့ထူးမချနာအဲဖြစ်တဲ့လူတွေကိုလူတွေလူလူလောကတွေကို အဲလွယ်လင်းတကူဝင်ရောက်လာပြီးတော့မှအစောပဲသလိုလူလူငိုအောင်ကြီးအောင်တေးအောင်ကြီးအောင်ယူအောင်နှမ်းအောင်ဆိုပြီးတော့မှအဲဖန်စီနှိမ့်ဆက်ဒါတွေလှုပ်လာကြတယ်ပေါ့ဗျာဆိုတော့ဒါပရာလောကစီးပွားရတဲ့အဓိကအကြောင်းရင်းနှစ်ချက်ပေါ့ဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့စီးတားရမလဲဆိုတော့ကျွန်တော်တို့ကစီးတားတာနောက်မှစီးတားတာနောက်မှဒီကျွန်တော်တို့လူလောကတွေကိုစီးကြော်ပြီးတော့ဝင်ရောက်လာတဲ့ဟာဒီပရာလောကသားတွေကိုကျွန်တော်တို့က နံပါတ်1ပြန်ပြီးတော့သူ့နေရာသူပြန်ရောက်သွားအောင်ကျွန်တော်တို့ကအဲတိုက်ထုတ်ကြမယ်ဘယ်လိုတိုက်ထုတ်ကြမလဲဆိုတော့အဲမြတ်စွာဘုရားဟောထားခဲ့တဲ့ပရိပရိတ်တော်တွေရှိတယ်လေအဲပရိတ်တော်တွေကိုအဲရက်ွက်တိုင်းရက်ွက်တိုင်းအဲညူတိုင်းညူတိုင်းရက်ွက်တိုင်းရက်ွက်တိုင်းမှာပရိတ်တော်တွေရုပ်ဖတ်တဲ့ဆယ်ချင်းနော်ဒါနသီလဘာဝနာမှုတွေပြန်လဲပြီးတော့ကြိုးစားအားထုတ်ခြင်းတရဏဂုံ၃ပါးကိုပြန်လဲပြီးတော့စောင့်တည်ခြင်းဟုတ်လား ဆိုတော့တချို့အရန်ဆိုးတဲ့နေရာတွေမှာဆိုလို့ရှိရင်အဲဆိုရပြောသလိုအဲမြစ်တာနဲ့မရတဲ့ပုံကူမျိုးတွေကြလို့ရှိရင်အဲအာနာတုံးပြီးတော့ဒီအထက်တန်းဆရာတွေရဲ့အာနာတုံးပြီးတော့နှင်ထုတ်ချင်းပေါ့အဲ့လိုနှင်ထုတ်ပြီးသွားပြီးတော့အကုန်လုံးအရင်ကကျွန်တော်တို့ကတန်တန်ရှင်းတန်ရှင်းစင်ကြယ်သွားအောင်ကျွန်တော်တို့အရင်ဆုံးပြန်ပြီးတော့လုပ်ရမှာဖြစ်တယ်။အဲ့လိုတန်ရှင်းစင်ကြယ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဆိုရပြောသလိုလူအတိုင်းဝိုင်းနဲ့ဒီပြအတိုင်းဝိုင်းကိုဆိုတော့ပြန်တားထားတဲ့ ကြားတဲ့စီးလေးပေါ့နော်အဲ့ဒါတရဏဂုံ၃ပါးပေါ့အဲဒီကျွန်တော်တို့တရဏဂုံ၃ပါးကိုလူတွေပြန်ပြီးတော့မှကောင်းကောင်းမွန်မွန်လေးပြန်ပြီးတော့မှဟိုဘူးတော်ကိုယ်ကိုယ်စီကတ်မယ်အဲဒါနသီလဘာဝနာတွေပြန်လဲပြီးတော့စောက်တည်ကြမယ်အဲ့လိုမျိုးလေးတွေပြန်လုပ်မယ်ဆိုလို့ရှိရင်တော့အဲအချိန်တိုင်းတာတစ်ခုရောက်လာတဲ့အခါမှာအားလုံး normal ပြန်ပြီးတော့ဖြစ်သွားမှာပါကျွန်တော်တို့စီးပြန်တားလို့ရမယ်နီးရတော့ အဲအကုန်လုံးတူဦးတယောက်ချင်းစီတော့ကောင်းလို့မရဘူးပေါ့နော်ကိုကိုကိုတူဦးတယောက်ချင်းကိုကိုကိုတယောက်ဟိုတူဦးတယောက်ချင်းစီကိုတော့အဲကိုကိုကိုအတွက်တော့ကိုလုံနိုင်မယ်ပေါ့နော်အကုန်လုံးကောင်းဖို့ရာအတွက်ဆိုလို့ရှိရင်တော့အကုန်လုံးလုံးရမှာဖြစ်ပါတယ်အဲ့တော့အခုလိုပရာတန်တူညီမြပေါ့ဘယ်လိုတားဆီးရမလဲဆိုတော့နံပါတ်1မိမိကိုကိုအဲလောဘဒေါသမောဟဒါလျှော့ရမယ်နော်လောဘတွေဒေါသတွေမောဟတွေဒါတွေလျှော့ရမယ်အဲနံပါတ်2တရဏဂုံ၃ပါးကိုအချိန်ကမလဲနေညမပြတ် အိုးကွယ်စီကလာမယ်ဥမာပြင်ဗဇက်ကနေပြီးရွတ်နေတာမျိုးပေါ့ဗျာဗုဒ္ဓံတရဏံကိစ္ဆာမိတရဏဟိုဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိပေါ့အဲ့ဒါမျိုးလေးတွေကျွန်တော်ဒီခုလက်ရှိဖြစ်သွားတဲ့ငလိန်ဘေးကြီးကတော့ပရာလောကသားရင်းနဲ့မဆိုင်ဘူးလို့ထင်တယ်ဗျဆောင်ရွက်ကမယ်ဆိုလို့ရှိရင်တော့တူတူယောက်ချင်းစီဒိုင်းတော့အဲလုံခြုံမှုအတွက်အကောင်ဆုံးအချိန်အခါဖြစ်ပါတယ်။မိမိအိမ်အတွက်လုံခြုံမှုဆိုလို့ရှိရင်အတော့အိမ်မိသားစုအိမ်သားစုတွေအကောင်ဆုံးတီလာစောက်တည်ကြခြင်း။ငလင်ဘေးကြီးကတော့ဒါတဘာဝတရားကြီးကနေဖြစ်သွားတဲ့ဖြစ်ပျက်ကြီးပေါ့နော်။ တရဏဂုံအဲစောက်တည်ခြင်းသီလစောက်တည်ခြင်းပြီးတဲ့အခါကျတော့မိမိရဲ့အိမ်မှာဗဇက်ကရတဲ့လူကဗဇက်ကရုပ်ပေါ့ရောဗဇက်ကမရတဲ့လူကလည်းဆရာတော်တန်ခါတော်တွေရဲ့ပရိတ်တော်တွေဒါရဏပရိတ်တွေပေကြီးစတတ္တုတ်တွေအဲဒါတွေအဲဖွင့်ပြီးတော့မှအဲမိမိအိမ်ကိုလည်းကာကွယ်လို့ရတယ်အဲတရားကိုယ်လေးဖွင့်ဖွင့်ချင်းနာယူချင်းရုပ်ဖတ်တဲ့ဆယ်ချင်းဒီကိစ္စတွေနဲ့မိမိရဲ့အိမ်ကိုကာကွယ်လို့ရတယ်မိမိရဲ့ရက်ကွက်ဆိုလို့ရှိရင်လည်းမိမိရဲ့အဲရက်ကွက်မှာပေါ့နော်ဆရာတော်တန်ခါတို့လေးပင့်ဖိတ်ပြီးတော့ပရိတ်ယူချင်းအဲ ဒါမျိုးလေးတွေပေါ့နော်အဲလုတ်လို့ရပါတယ်လို့ဆိုတော့စီးပြန်တားလို့မရဘူးလားဆိုတော့စီးပြန်တားလို့တော့ရပါတယ်အဲနည်းနည်းလေးတော့ဟိုအခြေခံအားဖြင့်လုံဆောင်ရမယ်လုံဆောင်ချက်ကလေးတွေတော့နည်းနည်းလေးတော့များဒီကလာကြီးမှာတည်ဆုံးသွားတဲ့တွေလည်းအများကြီးဆိုတော့ကျွန်တော်နေနေတော့လုတ်ပေးတယ်လို့ထင်တယ်ဗျအပေးရွတ်တာမျိုးတွေပါကြီးပေါ့နော်တန်ကားတော်တွေပါကြီးပြင်ပြီးတော့ဖွင့်လို့ကြပါကျွန်တော်လိလာမှတ်သားဘူးသမျှစာပေ ဒီထဲကနေပြီးတော့ကျွန်တော်တည်တဲ့လောက်ကလေးကိုပြန်ပြီးတော့ညှောက်ဝင်ပေးတာဖြစ်ပါတယ်လို့ကျေးဇူးများကြီးတင်ပါတယ်ဗျာ။